အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့မဖိတ်ခေါ်ပဲရောက်ရှိလာခဲ့တဲ့ဧည့်သည်များဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါမိမကြီးငါတို့မှရှိနေတဲ့ဒီဆောင်လေးကိုအမေနဲ့ကလေးတွေကိုတွားချောင်ပေးလိုက်ကြတော့ငါတို့ကတော့ရပါတယ်ကိစ္စမရှိဘူးအမေနဲ့ကလေးတွေနေမကောင်းဖြစ်သွားလိမ့်မယ်တိလား ။ပါယယ်ကလည်းအိမ်မှာရှိတဲ့ဆောင်အစုံလေးကိုသူရဲ့အသက်ကြီးနေတဲ့ရခမဖြစ်သူနဲ့သူရဲ့ကလေးလေးအဖို့တော့ချုံပေးလိုက်ပါရီ။ကဲဒါနဲ့ပါယယ်မင်းမစာရီရှိတယ်မလား။အဲ့ဒီစာရီစအကြီးကြီးတွေကိုယူခဲ့လိုက်။ငါတို့အတူတူချုံပြီးတော့ပဲအိတ်ကြတာပေါ့။ဖြစ်ပါမလားရှင်။စာရီကပါတယ်လေ။ဘဝစာရီကိုချုံပြီးအိတ်ုံနဲ့ဘလို့လို့အေးတန်ကနေကောက်ွယ်နိုင်ပါလေ။ပတန်းနိုင်လေကွာငါတို့မှဘာမှလည်းရှိရမှာမဟုတ်တာ မီးတုံကြမယ်လေ မီးမွေးပြီးတော့မီးလောင်မယ်ဆိုရင်တော့နည်းနည်းအဆင်ပြေသွားလိမ့်မယ်လို့ငါထင်တယ်။ဒီနေ့တော့အဆင်ပြေကြလို့နေကြရအောင်နော်။မနက်ဖြန်ကြရင်တော့ငါတခုမဟုတ်တခုစီစဉ်ပေးပါမယ်။ဒီလိုနဲ့ညမိုးချုပ်ကြီးရောက်ခမဖြစ်သူအိမ်ဟာကနေနိုးလာခဲ့တဲ့အခါမှာတော့ချွေးမလေးရေငါအိမ်ရေဝပြီးအခုနိုးလာပြီဆိုတော့နင်းသွားနင်းသွားပြီးခလေးတွေနဲ့အတူတူဆောင်းထဲမှာသွားအိတ်လိုက်တော့ဒီလိုနဲ့ပါရက်ကလည်းစုပ်ပြဲနေတဲ့ဆောင်းလေးထဲမှာခဏလောက်သွားအိတ်လိုက်ပါရီ။ကဲရှော့သားလေးရေဒါကတော့အမေရှိမှရှိတဲ့နောက်ဆုံးလက်ဝဲလက်စားလေးတစ်ခုပဲ။ အမေကအသက်ကြီးနေပြီဆိုတော့ဒါရီကိုဝစ်ပြီးတော့ဘာလို့ရအောင်မလဲဒါကအမေအတွက်ဘာမှလည်းအသုံးမဝင်တော့ဘူးလင်တာလေးကိုယူသွားပြီးမနှက်ပြန့်ကြရင်ရောင်းလိုက် ရောင်းပြီးရတဲ့ပတ်စံနဲ့မိသားစုဝင်တွေအားလုံးချုံဖို့လုံလုံလောက်လောက်ဆောင်ဝယ်လာခင်းတော့အမေစိတ်ချအမေအတွက်ကျွန်တော်ဆောင်အစ်စ်တထဲဝယ်ပေးမယ်နော် စောက်ပြဲနေတဲ့ဆောင်လေးချုံပြီးအိပ်ရတာလည်းအဆင်မပြေဘူးမလားဘလို့မဆိုအပေါက်အပြဲတွေဖြစ်နေတာဆိုတော့လေးရောက်တိုးဝင်နေအမေတို့ကဆောင်အသေးတထဲဝယ်ပေးပြီးကျွန်တော်တို့ကတော့ဆောင်အဟောင်းလေးနဲ့ပဲအိပ်ရမှာပေါ့အမေရဲ့ ။နောက်နေ့မှာတော့ရာဂျေ့ကလည်းသူ့အမေပေးလိုက်တဲ့လဝက်လက်စာလေးယူပြီးဈေးကိုသွားလိုက်ပါရီ။လမ်းမှာတခိုးတစ်ယောက်ကသူ့စီကခြေချင်းလေးကိုခိုးယူသွားခဲ့ပါရီ။ညနေခင်းသူ့အိမ်ကိုပြန်လာခဲ့တဲ့အခါမှာတော့မိခင်ဖြစ်သူအေလွန်ရဲ့အတွက်ကြောင့်ကွဲလွန်သွားတာကိုတွေ့လိုက်ရပါရီ။ဒီလိုနဲ့ပဲရှာအနေငယ်ကုံဆုံသွားခဲ့ရပါရီ။ဒီခြေကတော့စိုက်ကားနင်းတဲ့သူတစ်ယောက်ပါ။ခရီးတဲ့ကောင်းကောင်းရတဲ့နေ့ဆိုရင်တော့သူအလုံးလုံးရတာအဆင်ပြေပြီးမိသားစုအတွက်လည်းအဆင်ပြေပြေပတ်စံပေးနိုင်ပါရဲ့ ခရီးတွေမရတဲ့နေ့ဆိုရင်တော့ရပ်ပေါင်းများစွာကြောင့်ဘာမှမစားမသားပြရပဲအစာရစာငတ်ပြတ်ပြီးနေရပါတယ်ဒီလိုနဲ့တရားမှာတော့ပြပရဲ့လေကိုတော်ရဲ့အပြင်မှာထုတ်ထားတဲ့ကုန်းဒီအိတ်တွေလေဒါလေးတွေကိုပဲအဆင်ပြေအောင်လို့မင်းချုပ်လုံလိုက်ပါလားငါတို့တခုခုတော့လုံးလို့ရတယ်မဟုတ်လားစောင့်တထဲရတယ်ဆိုလို့ရှင်လည်းမနေဘူးလေငါတို့ခြုံပြီးတော့အိတ်ကြရမယ်ငါတို့အိမ်မှာရှိတဲ့စောင့်ကအခုဆိုရင်တော့တော်တော်လေးကိုဟောင်းသွန်းနေပြီဘာမှလည်းလုံးလို့မရတော့ဘူးခြုံရတာအဆင်မပြေဘူး လေအမြဲတမ်းဝင်နေရဆိုတော့ပိုတောင်အေးနေသေးတယ်။ဒီနောက်မှာတော့ပါယယ်ကလည်းအဒီဂွန်နီအိတ်တွေကိုဆက်ပြီးတော့ချုပ်လိုက်ပါတယ်။အပေါ်ကနေပြီးတော့အဝတ်စားအဟောင်းတွေကိုထပ်ပြီးတော့ချုပ်လိုက်တဲ့အခါမှာတော့ဂွန်နီအိတ်ကိုခြုံထားတဲ့အခါမှာလည်းသူမစိုးမှမဟုတ်တော့ပါဘူး။ညအချိန်အောင်ရှိသွားခဲ့တဲ့အခါမှာမိသားစုဝင်တွေအကုန်လုံးကလည်းချုံလို့ထားတဲ့ဂွန်နီအိတ်ဆောင်လေးကိုခြုံပြီးအိတ်ပြောသွားခဲ့ကြပါတယ်။အခုမှပဲစိတ်အေးတသာစွာနဲ့သူတို့မိသားစုဝင်တွေအိတ်ခွင့်ရရှိသွားခဲ့ကြတာပါ။ ီပုံစံအတိုင်းပဲနောက်ထပ်ရနေငယ်ချမန်အကုန်ဆောင်သွားရပါရဲ့။ဒီရမှာတော့မိသားစုဝင်တွေအားလုံးအိမ်ထဲမှာရှိနေတဲ့အချိန်အပြင်ကနေတစုံတစ်ယောက်တကားခောက်တန်းကြားလိုက်ရပါရဲ့။ပါရဲတကားသဖွင့်ခဲတဲ့အခါမှာတော့သူရဲ့အိမ်ကိုသူရဲ့ငယ်တငယ်ချင်းရီတီကနဲ့သူ့ယောက်ျားကလေးတို့ရောက်ရှိလာခဲ့ကြတာပါ။ဟဲ့ရီတီကနင်းနင်းပါလားရုတ်တရက်ကြီးငါအိမ်ကိုလာလေဟုတ်လား။ပြီးတော့ဒီအချိန်ကြီးမှလာနင်းကပြောလည်းမပြောဘူးနော်အကြောင်းလည်းမကြားဘဲနဲ့ရုတ်တရက်ကြီးရောက်လာတဲ့တငယ်ချင်းရဲ့ နင်အစင်ရောပြည်ရဲ့လားဘာဖြစ်လာလို့လဲအမလီအမလီကြည့်ပါအောင်ကြည့်ပါအောင်နင်ကအတော်လေးကိုကြောက်လန့်နေရပဲနင်ကြောက်လန့်နေရဲ့ပုံစံကမသိလို့ရှင်တော့တခိုးရဲ့အိမ်ကိုရဲရောက်လာသလိုပဲနော်ငါတို့ဒီမှာပဲအကြာကြီးရက်ခိုင်းထားတော့မှလားအထဲကိုလည်းဝင်လာခွင့်ပေးအောင်လေဒီနေရာပဲမိကုန်းတွေအဖြေတွေကိုဖြေနေရအောင်မလားအေးအေးအေးဟုတ်တယ်ဟုတ်တယ်နင်ပြောတာမှန်တယ်ဝင်ခဲ့ကြပါဗျာဝင်ခဲ့ဝင်ခဲ့လာခဲ့လေလာခဲ့ကြဒီအချိန်မှာအဲ့တယ်တွေအားလုံးကလည်းအိမ်တည်းကိုဝင်လာခဲ့ကြပါရဲ့ဒီမှာဒါတော့ငါးယောက်ကြားလေ သူကဒီမျိုးကိုပြောင်းရွှေ့ခွင့်ကြလာလို့အခုဒီမျိုးမှာပဲနေရတော့မှာငါတို့မှာအလုံးလုံးဖို့အကြွားကလည်းအများကြီးရှိနေသေးတာဆိုတော့ငါတို့နေနဲ့အိမ်ငားမယ်ဆိုရင်လည်းတသက်အပိုကုန်နေမှာဆိုလို့လေအလုံးမပြီးမချင်းနေအိမ်မှာပဲနေလိုက်ဖို့အတွက်ဆုံးဖြတ်ထားတာဒါနဲ့နေအစင်ရောပြည်ရလားအစင်ပြေမှနေမှာပါအစင်မပြေဘူးဆိုလို့ရှင်တော့ဘယ်နေလို့ဖြစ်မလဲ VJ နဲ့ Poyol တို့နှစ်ယောက်လုံးကလည်းတယောက်မျက်နှာတယောက်ကြည့်နေခဲ့ကြပါသေး အဲရီတီကရေငါတို့အခြေအနေဘလောက်တောင်မှစိုးနေလဲဆိုတော့ကိုတော့နင်းလဲသိမှာပါငါတို့ရဲ့ပုံစံကိုကြည့်ရင်တော့နင်းခံမနိုင်တာပဲလေငါတို့ကြောင်းနဲ့နေအောင်ပြန်ပြီးတော့ဒုက္ခရောက်နေမလားဆိုပြီးတော့ငါတို့စိုးရင်နေရပါအဆင်ပြေပါမလားအမလေးဟဲ့ရပါတယ်ဘာဖြစ်လို့အဆင်မပြေရမှာလဲအေးစေးအေးစေးငငယ်တော့ကဆိုရင်တော့နင်းအိမ်ကအမြဲတမ်းလာနေကြပြီးရင်တော့နှစ်ရက်သုံးရက်နေပြီးတော့မှပြန်နေကြလေအဲ့ဒီတော့ကငါတို့ဘလောက်တောင်မှပျော်စရာကောင်းလိုက်ကြသလဲနော် တယောက်နဲ့တယောက်အချိန်ကြာကြီးပဲအချိန်ပေးကြတယ်စောက်ကြတယ်ကစားကြတယ်အတူတူစားကြတယ်တကယ်တော့ကျွန်တော်လည်းမျိုးအစ်စ်ကိုပြောင်းရွှေ့လာခဲ့ရတာဆိုတော့ကျွန်တော်ရဲ့မိမနဲ့ကလေးကိုလုံခြုံတဲ့နေရာမှာပဲထားခြင်းလေလေမသိတဲ့မျိုးကြီးမှအိမ်တိတက်ငါပြီးသူတို့ကိုတယောက်ထဲထားခဲ့မယ်ဆိုရင်တော့ကျွန်တော်လည်းစိတ်ပူပန်နေရမှာပါရယ်ကတော့အရန်ကိုစိတ်ညစ်သွားခဲ့ပါတယ်ဘာလို့ရမန်းတောင်မှသူမမသိရပါဘူးညီရလည်းခက်လက်ခံရလည်းခက်ဖြစ်နေပါတယ်ဒီစင်းရဲတဲ့မိန်းကလေးတယောက်ကအင်ကိုရောက်ရှိလာခဲ့တဲ့ဧည့်သည်တွေကိုဘယ်လိုမျိုးအဲဝတ်ကျေပြွန်ရမှာလဲ ူမမလဖေ့လေးတစ်ခွက်တိုက်ဖို့တော့မှဘတ်ဆာမရှိပါဘူးအစိုးဆုံးကတော့ညာဘက်တို့အိတ်ခံနေကြရင်တို့တို့အကျော်အိတ်ရခင်ဘလို့စစ်စင်ပေးရမလဲခြုံဖို့အတွက်ဆောင်ကိုရောဘာကိုပေးရမှာလဲသူတို့ကိုယ်တိုင်တောင်မှဂုံဒီအိတ်လေးကိုချုပ်ပြီးတော့အိတ်နေရတာပါညမိုးချုပ်သွားခဲ့တဲ့အခါမှာညစာအနေနဲ့သူက channel မှာစိုက်ထားတဲ့မုံငင်ရက်တွေကိုခိုးပြီးနောက်မှာတော့ချက်ကျွေးလိုက်ပါတယ်သမင်းစာတောက်ပြီးသွားတဲ့အခါမှာကောင်းလိုက်တာတကယ်အရသာရှိတဲ့သမင်းနဲ့ဟင်ကိုချက်ပေးလိုက်ကြပဲ တရက်အလုံးပင်ပင်မမန်အလုံးလုံးလာပြီးအခုလိုအရသာရှိတဲ့ထမင်းဟင်းစားလိုက်ရတော့ပင်မန်းနောင်တွေအလုံးပြောက်သွားတယ်။အခုတော့အေးစိတ်အိတ်လို့ရပြီ။ကျွန်တော်တို့ဘယ်မှာအိတ်ရမလဲကျွန်တော်တို့ကိုနေရာပြရပါအောင်။ဒီအချိန်မှာပါယက်ကလည်းသူတငယ်ချင်းကိုတဖက်ကိုခေါ်သွားပြီးပြောလိုက်ပါတယ်။နှစ်ယောက်ကြောင့်နဲ့ငါးယောက်ကြောင့်တော့ဒီကရင်ပေါ်မှာအိတ်ခိုင်းလိုက်မယ်။ငါတို့အလုံးကလေးတွေနဲ့အတူတူအောက်မှာအိတ်လိုက်ကြမယ်နော်။ပြီးတော့လေငါတို့ရှိမှခြုံဖို့အတွက်ဆောင်းကားကြတော့ရပါတယ်နေအရန်ကြီးလဲစွရင်ပူပန်မနေပါနဲ့ရာဒီဥတုဒီလောက်တောင်မှအေးနေရပဲငါတို့နားလေပါတယ် အင်ကထွက်မလာခင်ကလေးကငါဒါရီအားလုံးကိုကြော်တီးလို့စောက်နှစ်ထည့်အပိုထည့်လာခဲ့ငါတို့ဘယ်မှာအိပ်ရမလဲဆိုတဲ့နေရာကိုပဲနေငါတို့ပြောပြလိုက်ပါငါတို့ယူလာတဲ့ဆောင်ကိုခြုံပြီးတော့အိပ်လိုက်လို့ရပါတယ်ဒီစကားကြားခဲ့ရတဲ့အခါမှာပိုင်ယယ်အရန်ကိုဝမ်းသာပြောရွှင်သွားခဲ့ပါတယ်ဝင်တော့ဝင်ပေါ်အတော်လေးလျှော်နေသွားသလိုလည်းခန်းစားလိုက်ရပါတယ်ရီတီကားကလည်းဆောင်ကိုထုတ်ယူလာခဲ့တဲ့အခါမှာပိုင်ယယ်ပြောခဲ့ပါတယ်ဒီဆောင်လေးကပါလိုက်တာဟဲ့ဒီဆောင်ပပလေးနဲ့ငါတို့ဘလို့အိပ်ကြမလဲ အယူမရဲ့ဒီဆောင်ကကြီးရတာပဲပါတာခြုံလိုက်ဘလောက်တောင်မှနွေးလဲဆိုတော့ကိုနေတိသွားလိမ့်မယ်ဒီနောက်မှာတော့သူတို့ကလည်းဆောင်အဟောင်းလေးနဲ့သူတို့မနေကခြုံခဲ့ကြတယ်ကိုနီအိတ်ဆောင်လေးကိုအောက်မှာခင်းပြီးနောက်မှာတော့ရေတီကယူလာခဲ့တဲ့ဆောင်ကိုခြုံပြီးအိတ်ကြပါရီနောက်ထပ်ဆောင်တစ်ထည်ကိုတော့ယောက်ျားလေးတွေခြုံအိတ်ကြပါရီအရန်ကိုလှပပြီးနွေးနေတဲ့ဆောင်ကိုခြုံပြီးအိတ်ရတဲ့အခါမှာကလေးတွေလည်းဝမ်းသာနေကြကြတာပေါ့သူတို့ဒီဆောင်လေးကိုခြုံပြီးအိတ်လိုက်ရတာအရန်ကိုနွေးထွေးသွားခဲ့ကြပါရီ ညသောအိပ်ပျော်သွားကြတာမနက်မိုးဆစ်စင်လင်းကျော်မှအိယာကနိုးထလာခဲ့ကြပါရဲ့။နောက်နေမှာတော့ပါယယ်ကဗီဂျေကိုပြောပါရဲ့။ဒီမှာအပြင်ကနေပတ်စံလေးပါလေးချီးလို့ရရင်ချီးလာခဲ့။အိမ်မှာဧည့်သည်ရှိနေတာဆိုတော့ပတ်စံကကောင်းလိမ့်မယ်။ကျမတို့အနေနဲ့အဝတ်ကြေးရမယ်လေ။အိမ်မှာစားတော့ဖို့အတွက်ဘာမှလည်းမရှိတော့ဘူး။အဲ့ဒါလည်းဝယ်ရအောင်မယ်။အေးအေးအေးဟုတ်ပြီဟုတ်ပြီဒါဆိုရင်တော့ငါချီးလိုက်မယ်။ဘယ်နေရာကနေပတ်စံချီးလို့ရမလဲပေါ့။ပတ်စံချီးလို့ရရင်တော့ကောင်းတာလေးတစ်ခုခုဝယ်လာခဲ့လိုက်မယ်နော်။ တို့ကလည်းကောင်းမွန်ကြတယ်ဆိုတွေပါမနေ့ကဆိုရင်တော့တို့ယူလာတဲ့ဆောင်းကိုလည်းငါတို့ကိုပေးချုံသေးတယ်။ရီတီကနဲ့တယောက်ကြားနှစ်ယောက်လုံးကဒီစကားတွေကိုကြားသွားခဲ့ကြပါရဲ့။ကြည်ပောင်ရှင်ကျမတို့ရောက်လာလို့တို့ဘလောက်တောင်မှဒုက္ခတွေ့နေကြပြီလေ။မင်းမမအရင်ကြီးလဲစိုးရိမ်နေပါနဲ့။ညနေခင်းကအင်ကိုပြန်လာခဲ့တဲ့အခါကျရင်တော့ဝယ်စရာရှိတာဝယ်လာခဲ့လိုက်မယ်။ဗီဂျေးကနေရာဆုံးမှာပတ်စံလိုက်ချီခဲ့ပေမဲ့သူ့ကိုပဲသူ့မှာပတ်စံမချီပေးခဲ့ကြပါဘူး။စိတ်ပြတ်ဝမ်းနေစွာနဲ့သူကလည်းအင်ကိုပြန်လာခဲ့လိုက်ပါရဲ့။အင်ကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့ သူရဲ့မိဖို့ကန်ထဲမှာပစ္စည်းပစ္စည်းရတွေအများကြီးထပ်ထားပြီးထမင်းဟင်းချက်ပြုံးနေအောင်ကိုလည်းတွေးလိုက်ရပါတယ်။ဖိုင်လ်ဒါရီအားလုံးကဟုတ်တယ်ဒါရီအားလုံးကိုရီတီကားယောက်ျားကဝယ်လာခဲ့တာလေ။ကျွန်တော်တို့ဒီမှာရက်အနေငယ်နေမယ်ဆိုလို့ရှင်တော့ပစ္စည်းတွေဝယ်ရမှာပေါ့။အော်ဖိုင်လ်ရဲ့အဲ့တဲ့တွေကိုဘာဖြစ်လို့ဒါရီဝယ်ခိုင်းရတာလဲကွာ။မင်းအနေနဲ့သူတို့ကိုတားရမှာပေါ့။ကျမတားပါတယ်ရှင်မတားဘူးလို့ရှင်ထင်နေရလား။သူတို့ကနားမထောင်ကြဘူးလေ။ဒီလိုနဲ့ပဲရက်အနေငယ်ကုန်ဆုံးသွားခဲ့ပါတယ်။ ရီတီကယောက်ျားဖြစ်သူကအလောက်ကနေစိန်အိမ်ကိုပြန်လာတဲ့အခါတိုင်းတခုမဟုတ်တခုအများနဲ့ဝင်လာကြပါတယ်။ဒီလိုနဲ့စိန်ရဲသားတွေရဲ့အခြေအနေကလည်းတဖြည်းဖြည်းနဲ့ပြောင်းလဲသွားခဲ့ပါပြီ။လနေငယ်ကြသွားတဲ့အခါမှာသူတို့အိမ်ကိုလည်းပြန်ပြင်ဆောက်ခဲ့ပါတယ်။အိမ်ဆောက်ပြီးသွားတဲ့အခါမှာသူတို့လည်းထွက်သွားခဲ့ကြတာပေါ့။ကဲရော့ပါရဲငါတို့အိမ်ကပြီးသွားပြီဆိုတော့ငါတို့သွားတော့မယ်။ဒါကနေအတွက်ပေးတဲ့လက်ဆောင်ဒါကခလေးတွေအတွက်မဟုတ်ဘူးပါမဟုတ်တော့ရီတီကရဲ့ဘာဖြစ်လို့ဒါတွေပေးနေရလဲမလို့ပါဘူး အမလေးဒါကိုငါ့ရဲ့မြစ်တာလေးလို့တတ်မှတ်ပြီးတော့ယူထားလိုက်နော်ဘာမှပြန်ညင်းမနေနဲ့ဒါနဲ့အကိုကျွန်တော်ရဲ့ရုံးမှာပဲအကိုအတွက်အလုပ်တနေရပြောထားပြီးပါတယ်တလောက်ကို9တောင်းရမှာကျေးဇူးအများကြီးတင်ပါတယ်ဗျာဒီကျေးဇူးတရားတွေကိုတော့ကျွန်တော်ဘယ်တော့မှမမေ့မှာမဟုတ်ဘူးဒီလိုနဲ့အားလုံးကလည်းပြန်သွားခဲ့ကြပါတယ်သူတို့သွားနေတဲ့အချိန်မှာပါရပြောပါတယ်ဟဲ့နေအောင်လေနင်တို့ဆောင်ရောအဲ့ဒီဆောင်တွေကိုငါမယူတော့ဘူးနင်ပဲယူထားလိုက်တော့ဟဲ့အဲ့လောက်ထိဈေးကြီးတဲ့ဆောင်တွေငါ့ကိုပေးရလား တကယ်ချင်းရဲ့ငါတို့ရဲ့ဆက်ဆံရေးမှာဈေးတွေကိုထည့်ထွက်နေအောင်မလားချစ်ချင်းမြတ်တာတွေကိုပဲငါကတော့ကြည့်ရဲဒီလိုနဲ့ရီတီကားကလည်းထွက်ခွာသွားခဲ့ပါတယ်။ပါယယ်စီမှာအခုဆောင်းနှစ်ထဲရှိနေခဲ့ပါပြီ။သူရဲ့ဆောင်းရသည်မှာခက်ခဲဒုက္ခရောက်နေတဲ့နေရက်တွေကပျော်ရွှင်စွာနဲ့ဖြတ်သားနိုင်သွားတော့မှာပါ။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့အဆင်အတားမတိုးတဲ့မိဖို့ကြောင့်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ကြည့်ပါအောင်ဒီနေ့လေရိုတီရှစ်ချက်တောင်မှထပ်ပို့သွားပြန်ပြီ။ ။ကလေးတွေကတော့လေတကယ်ပဲထမင်းဟေချက်ပြုတ်ပြီးပြီးဆိုမှသူတို့အဖေကိုပီဇာစားခြင်းပါတယ်ဆိုပြီးကြီးသွားကြကြတယ်။ဒီနေ့ဒီလောက်အများကြီးထမင်းတွေထပ်ပေါ်တော့ငါဘာလုပ်ရမှာလဲ။ဒီရိုဒီတွေကိုတစ်ပင်အောင်မှာပဲထားလိုက်တော့မယ်။နွားတွေကျွဲတွေစိုက်တွေဒီကဖြတ်သွားတဲ့အခါကျရင်တော့စားသွားလိမ့်မယ်။အမျိုးသမီးကလည်းအိမ်မှာကြံနေတဲ့ရိုဒီအကြံလေးတွေကိုတစ်ပင်အောင်မှာထားပြီးနောက်မှာတော့ထွက်ခွာသွားခဲ့ပါရီ။ဒီအချိန်မှာပရိယာနဲ့ဗစ်တူးဆိုတဲ့မောင်နှမနှစ်ယောက်ရောက်ရှိလာခဲ့ပါရီ။ သူတို့ကလည်းရိုတီတွေကိုယူပြီးနောက်မှာတော့ယူသွားလိုက်ပါတယ်။ကဲညီမလေးရေဒီအချိန်မှာရိုတီတွေကိုကြည့်နေရတော့ဘယ်သူမှလည်းရှိတာမဟုတ်ဘူးငါတို့ယူသွားမယ်။မောင်နှမနှစ်ယောက်လုံးကလည်းအမြန်ပြေးပြီးရိုတီတွေကိုယူခဲ့ကြပါတယ်။ပြီးရတဲ့အင်းကိုအမြန်ပြန်ပြေးလာခဲ့ကြတာပေါ့။အမေရေးအမေဒီမှာကျွန်တော်တို့ရိုတီတွေရခဲ့တယ်။ဒါတွေကိုအမြန်ဆုံးပြန်နှွှေးပေးအမေနှွှေးပြီးသွားတဲ့အခါကျရင်တော့ကျွန်တော်တို့စားနေပဲစားလိုက်တော့မယ်။နေပါအောင်တားရဲ့ဒါတွေကိုနင်တို့ဘယ်ရနေပြီးတော့ယူလာခဲ့ကြတာလဲ။ အမေရေအတော်တယောက်ကလေဒီရိုဒီရီကိုတက်ပင်အောင်မှခြာသွားခဲ့ရာအမေတို့အရိကနေပြီးတော့ယူလာခဲ့ကြတာပါဒီစကားကိုကြားခဲ့ရတဲ့အခါမှာမောင်မသားတယောက်အရန်ကိုဝမ်းနဲ့လွန်လွန်မြဲ့ရီကြားလာခဲ့ပါတယ်သူလည်းဒီလိုနဲ့ပဲအစဉ်ပြေအောင်နေရက်တွေကိုဖျက်ကျော်နေခဲ့ရတာပါမမေရေဘိုက်အောင်လိုက်တာမမေရေဘိုက်တွေတောက်အောင်နေအမေသိပါတယ်တမီးရဲ့တမီးလေးဘာဖြစ်လို့ဘိုက်အောင်နေလဲဆိုတော့အမေသိတယ်ငါ့ရဲ့တမီးလေးဘိုက်အရန်ကိုစာနေရမလားဘိုက်စာလွန်လွန်ဘိုက်အောင်နေရပဲဖြစ်ရမယ်ဒါနဲ့မမေ ။ဒါကြားထားတဲ့သတင်းတခုရှိတဲ့ဒါတို့ရွာမှာရှိတဲ့ဖခင်เจ้าမှာဒီနေ့အလို့တခုလောက်မှာ။ဟုတ်လားဒါလေးရဲ့ဒါတကယ်ပြောနေရလားဒီသတင်းကိုဘယ်ကနေပြီးတော့ကြားလာခဲ့ရလဲ။ကဲကဲကဲဒီသတင်းကမှန်တယ်ဆိုရင်တော့အမေတို့လည်းသွားကြမယ်။အမေတို့အမြန်ဆုံးသွားပြီးတော့သွားတန်းစီထားကြတာပေါ့။နောက်ကျသွားလို့ရှင်တော့ထမင်းဟင်းတွေမရဘဲနဲ့နေလိမ့်မယ်နော်။ဒီလိုနဲ့တာမီတောင်ရောက်လုံးကလည်းဖခင်ကြောင့်အရှင်မှာကျွေးနေတယ်။အလိုမှန်တက်မှာသွားရောက်တန်းစီခဲ့ကြပါရဲ့။တရက်လုံးတန်းစီပြီးရဲ့နောက်မှာတော့သူတို့စားတော့ဖို့အတွက်ထမင်းတွေရရှိသွားပါပြီ။ နေလိုက်တော့တော်တော်လေးကိုနေတယ်တယောက်ကိုရိုတီလေးနှစ်ချမ်းနဲ့လိုဝောင်းစားမလဲဘယ်သူမှဘိုင်းဝါမှမဟုတ်ဘူးဒါကိုခဏလေးထားပြီးတော့နောက်တစ်ချိန်ငါတို့ပြန်သွားတန်းစီကြမယ်လေဒီလိုနဲ့တို့တွေကလည်းနောက်တစ်ချိန်ထပ်ပြီးသွားတန်းစီကြပါလိမ့်အလှရှင်ကတော့တို့ကိုဖမ်းမိသွားခဲ့တဲ့အတွက်ကြောင့်မို့လို့ချက်ချင်းပဲထွက်သွားဖို့အကြောပြောဆိုလိုက်ပါလိမ့်ဒါကြောင့်မိသားစုဝင်တွေကလည်းတို့ရရှိတဲ့ထမင်းတွေကိုယူပြီးအိမ်ကိုပြန်လာခဲ့ကြတာပေါ့အားလုံးကလည်းထမင်းတွေကိုစားတော့ပြီးနောက်မှာအိမ်ဖို့အတွက်ပြင်ဆင်ရပါတယ် ဒီလိုနဲ့သူရဲ့ဘောတွေကအရန်ကိုခက်ခက်ခက်ခဲဆင်းရဲစွာနဲ့ရှင်တန်နေထိုင်နေခဲ့ကြရတာပါအမှန်တကယ်မှာတော့မောင်မသားရဲ့ယောက်ျားကအစီတန်းတစ်ခုဖြစ်သွားခဲ့ပြီးအဲ့ရပေါ်မှာလဲနေခဲ့တဲ့အချိန်ကစသူတို့မိသားစုဒုက္ခရောက်ခဲ့ကြရတာဖြစ်ပါတယ်သူတို့အိမ်ရဲ့အခြေအနေကလည်းအခုဆိုရင်အတော်လေးကိုဆိုးရွားလွန်ပါတဲ့စားတောက်ဖို့အတွက်ကြောင့်အနိုင်နိုင်ဖြစ်နေတဲ့အခြေအနေပါမောင်မသားကလည်းအပြင်ထွက်ပြီးအလုပ်တစ်ခုရှာဖို့အတော်လေးကြိုးစားခဲ့ပါတယ်ဒါပေမဲ့သူ့ကိုဘယ်နေရာမှာမှအလုပ်မခံထားခဲ့ကြပါဘူး သူမအလောက်ရှောင်နေနေလဲစိတ်ညစ်နေခဲ့ပါပြီ။ဒါကြောင့်လဲသူခမရအခုလိုမျိုးဆိုးရွားတဲ့နေရက်တွေကိုတွေးကြုံခံစားနေရတာဖြစ်ပါတယ်။ဒီလိုနဲ့တရားမတော်ဟဲ့မောင်သားကြီးနင်အလောက်လိုက်ရှာနေရကြပြီဆိုတဲ့သတင်းကိုငါကြားလို့ပါ။ဟုတ်ပါတယ်အတော်ကျမအလောက်လိုက်ရှာနေရအလောက်ကဘယ်မှာမှလဲရှာလို့မတွေးပါဘူးရှင်။ကျမအိမ်ရဲ့အခြေအနေကတော့တည်တဲ့အတိုင်းပဲတတော်လေးကိုဆိုးရွားနေရယ်အလုပ်လေတနေရာရမယ်ဆိုရင်တော့အဆင်ပြေတာပေါ့အေးအေးအေး တကယ်တော့နင်အလုံးလုံးမယ်ဆိုလို့ရှင်တော့ငါနဲ့တနေရာကိုပို့ပေးလို့ရပါတယ်။အိမ်လုံးလုံးဖို့အတွက်လေတရက်လုံးလုံးရမှာပါ။နင်လုံးချင်လား။နင်လုံးမယ်ဆိုလို့ရှင်တော့ငါတခါတည်းစကားပြောထားပေးလိုက်မယ်လေ။ဟုတ်ကဲ့ဟုတ်ကဲ့အတော်ကျမလုံးချင်ပါတယ်ရှင်။ကျမကိုပြောထားပေးပါအောင်နော်။ဘာအလုံးမဆိုအစဉ်ပြေပါတယ်။ကျမအလုပ်တွေအလုံးကိုလည်းတေချာလုပ်နိုင်နေ။တို့နဲ့စရနာကလည်းမမသားကိုအိမ်တိုင်ခေါ်သွားပြီးအလုပ်ရဖို့အတွက်စကားပြောဆိုပေးလိုက်ပါရီ။ ဒီလိုနဲ့မောင်သားလည်းအိမ်တိအိမ်မှာတတ်ရှင်ရဲ့အလုပ်သမားအနေနဲ့အလုပ်လုပ်ဖို့အတွက်အနေရတနေရစာရရှိသွားခဲ့ပါတယ်။ဒီနေရာမှာတော့သူမတစ်လအလုံးအလုပ်လုပ်ပြီးငွေ3000ရရှိမှာပါ။မောင်သားလည်းအဲ့ဒီနေရာမှာအလုပ်ရရှိခဲ့ပြီးရဲ့နောက်မှာတော့အလုပ်တွေလုပ်နေခဲ့တာကြာသွားခဲ့ပါပြီ။ဒီရမှာတော့တထေမက မောင်သားကိုပြောခဲ့ပါတယ်။ကဲမောင်သားကြီးကဲနားထောင်အောင်နော်။နောက်ပြန်ကြရင်တော့ငါ့အိမ်မှာပါတီပွဲတစ်ခုကျင်းပဖို့ရှိတယ်ငါသားလေးရဲ့မွေးနေ့ပွဲလေး။ငါပါတီအကြီးကြီးလုပ်မှာဧည့်သည်တွေကလည်းအများကြီးပဲလာကြလိမ့်မယ်။ အရန်ကိုချမ်းသာတဲ့သူတွေ၊ငါးယောက်ကြားအလောက်ကသူတွေအကုန်လာကြမှာ။အဲ့ဒါကြောင့်မနေ့ဖြန်အလောက်တွေအရန်ကိုများမှာမို့လို့နင်းဆော့ဆော့လာခဲ့ပေးရလိမ့်မယ်။အလောက်တွေအကုန်လုံးကိုတော့နင်းပဲကြည့်ပြီးတော့လုပ်ပေးရမှာနော်။ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီတထေးမ။ကျမအချိန်မီလာခဲ့ပါမရှင်။နောက်နေ့မှာမောင်တားကလည်းတထေးမရဲ့အိမ်ကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့တိမ်လုံးကိုတေးချပြင်ဆင်ထားတာတွေ့လိုက်ရပါတယ်။ထမင်းတွေဟင်းတွေမဟုတ်အချိုတွေနဲ့တကယ့်ကိုစုံစုံလင်လင်ပါပဲ။တိမ်လုံးကိုလည်းလှောက်ပေါ့စွာနဲ့ဆင်ရင်ထားပါတယ်။ အရင်နေ့မှာတော့ပါတီဝဲရှိမယ်ဆိုတဲ့အကြောင်းကိုကြားခဲ့ရတဲ့အတွက်မမသားကလည်းသူ့ခလေးနှစ်ယောက်ကိုတထင်းမကြီးရဲ့အိမ်အကျူကျူခေါ်လာခဲ့လိုက်ပါတယ်။ဒါမှစားကောင်းတောက်ဖွဲတွေကိုသူ့ခလေးတွေကလည်းစားတောက်ခွင့်ရမှာမဟုတ်လား။ဒီအချိန်မှာတထင်းမရောက်ရှိလာခဲ့ပြီးပြောလိုက်ပါတယ်။အေးမမသားရေနေရောက်လာပြီလားရောက်လာပြီဆိုရင်တော့ဧည့်သည်တွေကိုဧည့်ခံလိုက်အောင်။နင်းခလေးတွေကိုတနေ့မှာထိုင်ခိုင်းထားလိုက်ဧည့်သည်တွေကိုနင်းလိုက်ပြီးတော့ဧည့်ခံပါ။ဖြော်ရည်တွေအချော်ရည်တွေလိုအပ်ကြတွေအားလုံးလိုက်ပြီးတော့ပေးလိုက်အောင်။ပြီးတော့တို့တွေကိုဒီဘက်လုံးဝမလာစေနဲ့နော်။ အစားအသောက်တွေကိုထိရမျိုးရှောက်ပတ်ပြေးနေရမျိုးငါမလိုချင်ဘူးတခုခုတော့အမားရွှင်ဖြစ်သွားလို့ကတော့ငါထပ်ပိုဆိုးရတဲ့သူဘယ်သူမှရှိမှာမဟုတ်ဘူးဆိုတာကိုနေနားလေမလားဒီပါဒီပွဲကချမ်းသာတဲ့သူတွေအတွက်ငါစီစဉ်ထားတာနင်တို့လိုမျိုးစားစရာတောက်စရာမဲ့နေတဲ့စင်ရဲသားတွေအတွက်မဟုတ်ဘူးဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီတတိမဘာမှမစိုးရင်ပါနဲ့သူတို့အဝေးကနေပြီးတော့ပဲပါတီပွဲကိုကြည့်နေကြမှာပါမောင်သားရဲ့တတိမကတော့တကယ်တော်လေးကိုမောင်မထောင်လွားလွန်ပါလေ သူကချမ်းသာတယ်ဆိုပြီးအမြဲတမ်းပဲမောင်းမာနေခဲ့တဲ့အမျိုးသမီးတစ်ယောက်ပါသူကစည်ရင်းသားတွေကိုတတော်လေးမုန်းတီးယွန်ရှာပါတယ်ဒါကြောင့်မုံသားကိုသူကတခုမဟုတ်တခုအမြဲတမ်းပြောဆိုနေတတ်တာပေါ့ခဏနေတော့သူတို့မှထားတဲ့ကိမုံအိမ်ကိုရောက်ရှိလာခဲ့တဲ့အခါမှာပရိယာနဲ့ဗီတူတို့နှစ်ယောက်လုံးကလည်းကြီးနေပြီးအယန်းကိုဝမ်းသာနေခဲ့ကြပါတယ်သူကလေးတွေကအယန်းကိုမျှော်လင့်တကြီးနဲ့ကိမုံကိုကြည့်နေအောင်ကိုတွေ့ကြရတဲ့အခါမှာမုံသားလည်းကလေးတွေကိုတနာသွားခဲ့ပါတယ်ဒါပေမဲ့လေသူမအနေနဲ့ဘော်ရီကိုများလုံလို့ရမှာလေလေ မမသားလည်းအလုပ်တွေအားလုံးပြီးသွားတဲ့အခါမှာသူ့ကလေးနှစ်ယောက်လုံးကိုခေါ်ပြီးအိမ်ကိုပြန်လာခဲ့ပါတယ်။အမေတကယ်တော့ကျွန်တော်တို့လည်းအဲ့ဒါကိုအရင်စားချင်တယ်။ကိမုတ်ကအယတာရှိမဲ့ပုံစံလေးပဲနော်။ဟုတ်တယ်အမေပြီးတော့ပါတီပွဲမှာအဲခန့်ကျွေးမွေးတဲ့ပစ္စည်းတွေကလည်းအများကြီးပဲ။မုတ်တွေကိုစားချင်လိုက်တာဆိုတာလေဘလောက်တောင်မှထိန်းချုပ်ထားလိုက်ရလဲတိလား။ရပါတယ်ကလေးရဲ့ကိစ္စမရှိပါဘူး။ခဏလေးပဲတီးခန့်ထားလိုက်။တရကြရင်တော့ငါကလေးတွေစားတော့ဖို့အတွက်အကောင်းမွန်ဆုံးစားတော့တွေကိုအမေကိုယ်တိုင်လုပ်ကျွေးမယ်နော်။ဘာဖြစ်လို့များငါကလေးတွေကို မလိုအပ်တဲ့မျောလင်းချက်တွေပေးနေရတာလေငါတို့လိုမျိုးစည်ရင်သားတွေရဲ့ဘဝမှာကောင်းမွန်တဲ့အစားအသောက်တွေကိုစားဖို့ကောင်းမွန်တဲ့ဘဝတစ်ခုကိုရှင်သန်နေထိုင်ဖို့ဘယ်တော့မှမရအခွင့်အရေးရှိခဲ့လို့လေရပါရဲ့ရှင်ကိစ္စမရှိပါဘူးကျမတို့ဘဝကအခုလည်းနည်းနည်းအဆင်ပြေနေပြီလေအရင်တုန်းကလိုမျိုးကျမတို့ထမင်းနဲ့စားနဲ့ရေထည့်ပြီးစားတဲ့အချိန်တွေမှမဟုတ်တော့တာဒါကကျမတို့အတွက်အတော်လေးလုံလောက်တယ်လို့ပြောလို့ရတယ်ဒီနောက်မှာတော့မိသားစုဝင်တွေအကုန်လုံးကလည်းထမင်းစားတော့ပြီးနောက်မှာတော့အိတ်သွားခဲ့ကြပါရဲ့ ီလိုနဲ့နောက်ထပ်ရက်တွေကုံဆုံးလာပါရဲ့မောင်သားလည်းညနေခင်းတခုမှတော့ပင်ပန်းစွာနဲ့အိမ်ကိုပြန်လာနေခဲ့ပါရဲ့ဒီအချိန်မှလူတယောက်ရဲ့အတန်းကိုသူကြားလိုက်ရပါရဲ့တယောက်ငေါ့ကိုကြီးပေါင်းတယောက်ငေါ့ကိုကြီးပေါင်းငါလုံခဲ့တဲ့နှစ်ရက်လောက်ထဲကဘာမှမစားသေးဘူးဘိုက်စာလုံးလုံးအသက်ထွက်တော့မလားပဲတခုခုစားဖို့ပေးပါဘာဖြစ်တာလဲဦးလေးရဲ့အဆင်ပြေရဲ့လားရှင်လုံခဲ့တဲ့နှစ်ရက်ခရဲကဘာမှမစားသေးလို့ပါဘာအရန်စားရဲအဲ့ဒီလူရဲ့အတန်းကိုကြားခဲ့ရတဲ့အခါမောင်သားလည်းတနာသွားခဲ့ပါရဲ့ သူလည်းအဲ့ထင်မှရှိတဲ့ငွေလေး30ကိုချုပ်ပြီးနောက်မှာတော့စားလောင်နေတဲ့သူကိုမုံဝဲကျွေးလိုက်ပါတယ်။ဒီအချိန်မှာအဲ့ဒီလူကြီးကလည်းသူ့ရှင်မရှိနေတဲ့တင့်လွင်နေတဲ့အိုတလုံးပေးလိုက်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်တမီးရဲ့နေရအခုလိုစားလောင်နေတဲ့သူတယောက်ကိုကိုကြီးပေးခဲ့။ကဲရောဒါကြောင့်ဒါကငါပေးတဲ့လက်ဆောင်ပဲယူထားလိုက်ပါ။နေအတွက်အသုံးဝင်နိုင်မယ်တိလားယူသွားလိုက်ပါနော်။မမသားကလည်းအိုးကလေးကိုသူနဲ့အတူတူယူလာခဲ့ပြီးနောက်မှာတော့မိဖို့ကန်နေမှာထထားလိုက်ပါတယ်။ ဒီလိုနဲ့ပဲရဲအနေငယ်ထမှန်ကုံဆုံးသွားခဲ့ပြန်ပါတယ်။တရမတော်မောင်မသားကလည်းသူ့ကလေးနှစ်ယောက်လုံးကိုခေါ်ပြီးဖះချောင်းသွားလိုက်ပါတယ်။ဖះချောင်းကိုရရှိသွားခဲ့တဲ့အခါမှာတော့ပစ်တူပြောပါတယ်။ဒါနဲ့မမေကြီးဒီအရှိမဘာဖြစ်လို့ဓာတ်ကိုထထရတာလဲမမေရဲ့။ဖះသခင်စီကနေတောင်းဆိုချင်တာမှန်သမျှစာရင်းမှရေးပြီးဒီမှာထည့်လိုက်မယ်ဆိုရင်တော့အရှင်ကအမေတို့ဆုတောင်းတွေကိုဖြည့်ဆည်းပေးမယ်ဆိုပြီးတော့ပြောကြတယ်။မိခင်ပြောတဲ့စကားကိုကလေးနှစ်ယောက်လုံးကလည်းမှတ်သားထားကြပါတယ်။အင်း ငါကတော့ဒီမှာအရန်ကိုစားကောင်းတဲ့အစားအသောက်တွေစားခြင်းနဲ့ဆိုပြီးတောင်းဆိုထားတယ်။ငါတော့ကိတ်မုတ်စားခြင်းလို့ကိတ်မုတ်မှားထားတယ်။ပီဇာနဲ့အေးလေးစားခြင်းလားဆိုတော့အဲ့ဒါလည်းထည့်ပြီးတော့ရေးထားသေးတယ်။နောက်တစ်ခါဘုရားကျောင်းသွားတဲ့အခါကြာလို့ရှင်တော့ဒီစားတွေကိုအဲ့ဒီဘုံထဲမှာထည့်ကြမယ်နော်။ဒီအချိန်မှာမောင်တားလာနေရဆိုတဲ့ဥစားကိုသူတို့ကြားလိုက်ရတဲ့အတွက်ကျောင်းလန်ကြားနဲ့မိဖို့ခန်းထဲမှာရှိတဲ့အိုးထဲမှာသူတို့စားတွေကိုထည့်ဖွာလိုက်ကြပါရစ်။မောင်တားရေနင်းလာပြီလား။ဒါဆိုရင်တော့တစ်ခုခုစားတော့ဖို့ကြွလောက်ပါဦး။ဘိုက်တွေတအားကိုစားနေပြီ။ ဒါပေမဲ့မုံတော့အိမ်ထဲကိုဝင်သွားတဲ့အခါမှာတော့သူရဲ့အိမ်မှာမုတ်များကြီးရှိတာကိုတွေ့လိုက်ရပါတယ်။ကိတ်တွေပီဇာတွေအေးအေးတွေနောက်ထပ်စားကောင်းတဲ့စားကောင်းတောက်ဖွဲတွေအများကြီးပါပဲ။ဒါရီအားလုံးကဘယ်လိုဖြစ်တာလဲ။ဗစ်တူရေဒါကတော့ငါတို့ဖျားသခင်စီကနေတောင်းထားတဲ့စားတောက်တွေမဟုတ်ဘူးလား။ဒီနောက်မှာတော့ကလေးတွေကလည်းသူတို့ဘာလုပ်ခဲ့လဲဆိုတာကိုပြောပြခဲ့ကြပါရစေ။ဒါအထူးစားလိုက်တာဘယ်လိုဖြစ်ရတာလဲ။ပရိယာကလည်းနောက်တစ်ချိန်ဆက်ကူပေါ်မှာရေခဲမဟုတ်လို့ရေပြီးထည့်လိုက်ပါရစေ။ ဒီအချိန်မှာအလင်းတန်းတစ်ခုနဲ့အတူတူရေခဲမုတ်တွေထွက်လာတာကိုတွေ့ခဲ့ရပါတယ်။အမလီမော့အစွမ်းတွေပဲ။ဒါဆိုရင်တော့မော့အစွမ်းထက်နေတဲ့ပကံပေါ်ကောင်းလိုက်ကြ။ငါတို့ကအကူအညီပေးချင်တဲ့အတွက်ကြောင့်မို့လို့မော့အစွမ်းရင်တစ်ခုကရောက်ရှိလာတာပဲ။ကောင်းလိုက်ကြမေးရအရန်ကောင်းတယ်နော်။ဟုတ်တယ်သမီး။ဒါပေမဲ့အမေတို့လိုမျိုးစိမ်းရဲနေတဲ့သူတွေအများကြီးရှိသေးတယ်။ဒါကြောင့်ဒီမော့အစွမ်းထက်နေတဲ့ပကံကိုအတောင်းပြုပြီးအမေတို့လိုက်ကူညီပေးရလိမ့်မယ်။ဒီနောက်သူတို့ကလည်းရွာတရွာလုံးကိုထမင်းဖိတ်ကျွေးခဲ့ပါတယ်။ဒီနောက်အားလုံးကပျော်ရွှင်စွာနဲ့အတူတူနေထိုင်သွားခဲ့ကြပါတယ်။ ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်